အမမန်ပါရီတာမမန်တကယ်စီးတဲ့ဖန်နဲ့ပါရီလို့ရတယ်တကယ်ကျွန်တော်နဲ့မေးလို့မမန်ဘူးလို့စီးတဲ့ဖန်နဲ့တကယ်ရိုက်သွားလို့ပါရိုက်သွားလို့ရပါတယ်နားမခံပြီးဟောပြတာပါเนาะကျွန်တော်နဲ့တွေ့လို့မမန်ဆိုရင်စီးတဲ့ဖန်နဲ့ပါရိုက်သွားလို့ရတယ်เนาะမင်္ဂလာပါကွီဇော channel ကနေပြန်လဲကြိုဆိုလိုက်ပါပြီဒီအပိုင်းဗီဒီယိုလေးတွေမတင်ဖြစ်ဘူးဗျာပွဲတွေတော်တော်များများလဲလွတ်ကုန်ပါတယ်ဒါပေမဲ့ကိစ္စတော့မရှိပါဘူး ကျွန်တော် channel မှာပုံမှန်တင်ဆက်နေကြဖြစ်တဲ့ကျွန်တော်တို့နိုင်ငံကတစ်နေ့တစ်မျိုးမရိုးရတဲ့ဟာလေးတွေကိုပဲကျွန်တော်တို့ဆက်ပြီးတော့အတူတူကြည့်ကြရအောင်ပထမဆုံးဗီဒီယိုဖိုင်လေးကိုအရင်ဆုံးစရအောင်အဲ့ဒီဗီဒီယိုဖိုင်လေးကသူများ TikTok အကောင့်ကိုပိုင်ရှင်မသိဘဲနဲ့နာမည်ပြောင်းလိုက်တဲ့အတွက်ကြောင့်ရုံးရောက်ပြီးတော့ဒူးထောက်တောင်းပန်လိုက်ရတဲ့အဖြစ်အပျက်ကလေးကိုအရင်ဆုံးကြည့်ရအောင်အဲ့တော့သူတို့ပြောင်းလိုက်တဲ့နာမည်ကလည်းဘာကျန်းနဲ့ကိုစိုးတန်းဆိုလာပဲဗျာနော် ဲတော့ဒီရှင်စရာလည်းကောင်းတယ်လို့လက်တန်ရန်နဲ့အမှုကလည်းဘလောက်ထိကြီးထွားသွားလဲဆိုတာလေးကိုလည်းကြည့်ရအောင်ငါ့ကောင်းမပြရမယ်လေတို့ငါ့နာမည်ကိုဒီတိတော့အကောင်ကငါ့အကောင်ငါ့နာမည်တခါလေးရေးထားတယ်ရေးထားရအောင်ငါ့နာမည်ကိုဖြတ်မှဒီမီလိုရေးတဲ့နာမည်ကိုဝင်ပါနော်မဖြတ်ရင်ကမဝင်ဘူးလေဖြတ်မှဝင်ပါလေဒီလိုစပြောင်းနေရလို့ကြည့်ရမယ်ဒီဟာကဒီဒီနာမည်ကိုဖြတ်ရင်ဒီနာမည်ကိုဖြတ်တယ်ဆိုတဲ့လို့ကြည့်ရမယ်လေ မင်းကြီးလိုက်ရောကြားလေးဆိုတာနင်းနေပြောတယ်မှောင်လို့မမြင်လို့ဆိုတာမောင်လေးခေါင်းကိုခွင်းတာနဲ့မှောင်လို့မမြင်ဆိုတော့ခေါင်းခွင်းတာနဲ့ပြန်ညီပါပဲဒီတော့အကောင်နဲ့ဝင်လာတဲ့နင်းနေလည်းမရမင်းကြီးကရောကြားလေးဆိုတာမောင်လေးဖက်တယ်မှာပဲနော်အေးဖက်တယ်လေဘောထဲမှာလဲဘိုင်းပုံနေပြီပဲသူ့ပုံတဘုံမှမရှိဘူးနော်နော်ဟုတ်တယ်နော်နော်ကိုအမကိုတီးလားတီးတယ်အဲ့လိုမျိုးလှုပ်တယ်လားလှုပ်တယ်နော်စင်စားလှုပ်လို့စင်စားဘိုင်းလည်းလှုပ်တော့ဘောမိုင်းရပါ ตีเลยเหมือนซ่าเลยอ่ะเออมันไม่ใช่ว่าซ่าเลยใช่ป่ะได้อย่างนี้จริงๆเนาะโอ้ก็ได้ได้ละเดี๋ยวพี่จะบอกกูดิเนาะถ้าลงที่นั้นลงตรงนั้นกูดิเนาะแล้วไปทางนี้เข้าเก้าไม่ได้ทางแล้วไปทางนี้ไม่ทางเนี่ยแล้วไปทางนี้ไม่ทางเนี่ยโอ้ยเดี๋ยวกูไม่ทางนี้

မလို့ချင်ဘူးမလို့ချင်ဘူးမလို့ချင်ဘူးဘေးထွက်လိုက်လို့ချင်ဘူးဘေးထွက်ဒီရမှုသေးရဘုရားမနေ့ကလေးပြောကြတာ၆၆ခါကြီးနေနေတော့ဒီတော့လောက်ထားတဲ့အပြစ်ကဘလောက်ကြည့်ရချာငါတို့ကတမင်တကာဟိုဖြစ်ပေးတာတော့ဘလောက်ကြည့်တဲ့ချာဘလောက်ဖြစ်ပြီးလဲဘာဖြစ်လာပြီးရောနေလိုက်ပြေးလိုက်ဒီဘက်တို့နိုင်ငံတော့ကောနေဒီဘက်တို့။အမေကဟိုနိုင်ငံမှာအကုန်လုံးကိုစက်နှံ့နေပြီ လောက်တယ်လောက်သေးတယ်မဖြစ်သေးဘူးလောက်တယ်တောင်းမှန်ပါပြောတယ်အဲ့ဒါလိုမဖြစ်စေရဘူးတောင်းမှန်လဲပြောပြောတောင်းမှန်ဘာကြီးတဲ့တောင်းမှန်ပြောအဲ့ဒါလိုမဖြစ်စေရဘူးပြောသူလည်းပြောသူလည်းပြောဟုတ်ကဲ့တောင်းမှန်ဘာကြီးလဲတောင်းမှန်ကောင်းမို့နေရညနေဘေးကိုလေတောင်းမှန်ယူလို့မတောင်းမှန်ယူလို့ဘာကြီးလဲတောင်းမှန်နေရာလို့ပြောတော့ထောက်အဲ့တော့မင်းတို့ကောင်းနေရလဲလက်တရန်နာလဲကွာတခြားနိုင်ငံလေးပြောင်းလိုက်ရင်တော့မှပဲဒီလိုမျိုးဖြစ်ချင်မှဖြစ်မှာအချောလေးတို့ချစ်စရာလေးတို့ QT လေးတို့အဲ့လိုလေးတွေပြောင်းလိုက်ပါလားဘယ်နဲ့မင်းတို့ကဘာဘာချမ်းနဲ့ဘာဆိုးသန်းဆိုတော့မင်းတို့ပြဿနာတက်ပြီပေါ့ကွာနော်အဲ့တော့ဖြစ်စဉ်လေးကတော့ပသိမ်မြို့မှာဖြစ်သွားတာအဲ့တော့ဒီအမျိုးသမီးရဲ့မောင်လေးကသူတို့ရဲ့တငယ်ချင်းပေါ့အဲ့တော့သူဖုန်းကိုယူသွားတဲ့အချိန်ခဏထားခဲ့တဲ့အချိန်မှာဒီသုံးកောင်ကလက်တရမ်းပြီးတော့ဘာချမ်းနဲ့ဘာဆိုးသန်းဆိုတဲ့နာမည်ပြောင်းလိုက်တဲ့အတွက်ကြောင့်ဒီလိုပြဿနာတက်သွားတာပါအဲ့တော့ရုံးကိုခေါ်ပြီးဒူးထောက်တောင်းပန်နေကြတာပါ တော့ဆက်ကြည့်ပါဦးမယ်ကိုမမတော့ကိုပေးစက်ကမှာပဲ။ဒါပါ။ဒါပါ။မင်းကလေးလေယောက်ျားလေးမဟုတ်ဘူးလေ။ဒီလိုရေးတဲ့ပုံရံကအခုတကယ်တော့ခွန်မခွန်မတော့ရေးဘူး။ဆယ်နှစ်မှတည်းနော်အမေရေရှိကိုကျက်ဆက်လာ။ကိုကျက်ဆက်လာ။ငါနဲ့ပြီးတော့ပြောတာတော့ငါနှစ်မကြီးနဲ့ပြောတာကိုကိုခဏနေလားကိုခဏနေသူများခဏနေမကိုမခဏနေသူများမခဏနေ။ဒီလိုရမယ်နှမတွေရှိတယ်ဒီလိုမသိဆိုင်တဲ့လူတွေဒီမှာဒီကြီးတွေတက်တော်တဲ့ဟာကိုတို့လိုခိုင်းတာလေဟုတ်လားပြည့်ရရနေဘိုးမသိမလားနော်မင်းတို့မင်းတို့ဆေးရမင်းတို့ ပေါ်ပေါ်လေးပေါ်ပါတောင်းပန်တရားကြီးရေရိုးစင်လေးလာတောင်းပါလေဘယ်လိုပါလဲဆက်ဝင်သွားတယ်မိအဲဝင်သွားတယ်ဟုတ်ကဲ့ကျွန်တော်ကတော့တန်ကြာတန်ကြာဟုတ်ကဲ့တန်ကြာတို့ကတို့ပါအခုဖြစ်သွားပြီအဓိကကျွန်တော်တို့မှာကျွန်တော်တို့မှာဘယ်ဘယ်လိုင်းပေါ်မှာပြန်အစီအမျိုးတွေအရေးကြီးတယ်သူတို့လည်းဟိုမိသားစုတွေအကုန်လုံးကဟိုထဲ့ထဲ့ဖို့ပြဖို့လည်းအစီအမျိုးမရှိလို့လေညအရှိအရှိမဆက်ဖို့ကြောင်းကိုယ်တည်းအရှိမဆက်တာပြောပြတာ ခဲဘူးလေဒီမျိုးအကုန်ကိုညီတွေဤပဲကိုတယောက်တည်းဘာဟောဖြစ်တာဟုတ်လားဟုတ်လားဟုတ်ပါဘူးပြပြအင်းဟုပြောပြရတယ်ဗျာဒီကလည်းလော်လော်လေးစရတာတဲ့ရှာရုံးလို့ရှိတယ်။ပြီးတော့ပြောသေးတယ်၃လပဲ၃လနဲ့၃လလောက်ငါတို့လုပ်တာတဲ့။ကျဲကတော့ချော့ခဲ့တယ်အဲ့ဒါကတော့လုံးဝကြမ်းလို့ပြောတယ်။ဟိုတည်းလုံးတရားလုံးတာဒီလိုလုံးတရားလုံးတာပြော။ ကိုစရိုက်ကိုပေါ့ကိုစားနေရမလို့အဲ့လိုဖြစ်သွားတယ်အဲ့အကောင်ကြီးကတိုင်းရလို့ရေကလေးကိုစားနေတာမဟုတ်လားရဲစားနေအဲ့ဒီငါနေရမှာနင်းမေနေနင်းသမားတွေနင်းဘယ်လိုဘယ်လိုခံစားရမလဲကျွန်တော်ကိုစားတာပါအမေကမာယူကိုစားရင်ရည်ရည်လည်းမရှိဘူးဟုတ်ကောင်ရည်လည်းမရှိတာမရှိတာနင်းစားလိုက်တဲ့ပုံစံကြီးကနင်းနင်းတို့စားတတ်တယ်ဖိုက်လိုက်ကြလို့ဆားတတ်ပါတယ်လို့လည်းဖတ်တတ်ပါတယ်အားလုံးကတော့ငါ့ကိုတော့မဖတ်ရဘူးလို့လို့ဆားတော့လို့ဒီကောင်ချပြလို့နေတာအဆာသားကြီးကညို့ဆားတယ်ဆိုတော့တွက်ကြည့်တယ်ငါသမီးကအကျိုးလေးရွယ်လေး ်အင်းလေတမရီနာနေတာဘယံနေလို့ဆားရဲဆိုတော့ဆားခဲ့တဲ့မင်းကလေးတွေကဘယံမရာနေတဲ့မင်းကလေးတွေဒါဘယံမရာနေတဲ့မင်းကလေးပေါ့ဘူးရက်ကတော့မှစုံငန်းကြည့်လိုက်တော့နော်ရက်ကတော့မှစုံငန်းကြည့်လိုက်ဘယံမရာနေတဲ့မင်းကလေးပေါ့ဘူးဘယ်ကတော့တော့ကဲဟုတ်ပါပြီဒါလေးကတော့လူငယ်တွေသတိထားဖို့ပါเนาะသူများ TikTok account ကိုယူပြီးတော့နာမည်ပြောင်းလိုက်တဲ့အမှုကိစ္စကတော်တော်ကြီးထွားသွားတယ်ပေါ့။ဘာကျန်းနဲ့ဘာဆိုးသန်းဆိုတော့ပြဿနာကပိုပြီးကြီးသွားပုံရပါတယ် တော့ဒါလေးကတော့တတိထားဖို့ပေါ့လူငယ်တွေအဲ့တော့ကိုကတော့ကိုယ်တငယ်ချင်းကိုစပဲမဲ့ကိုယ်တငယ်ချင်းဖုန်းမဟုတ်ဖဲနဲ့သူ့အမဖုန်းဖြစ်နေတော့ရက်ွက်ယုံရောက်ပြီးဒူးထောက်တောင်းပန်လိုက်ရတာပေါ့ဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်တို့ဆက်ကြည့်ရအောင်ပြောရစီရပြောရစီရဟဲ့ငါရွှေဝဲတာရဲသူတို့၁၆ပဲရေးရတာနော်ဘောမှရေးထားတာ50နဲ့မှဘယ်လောက်လဲ6တိန်း56တိန်းလားမသိဘူး58တိန်းလားမသိဘူး တကယ်ဝယ်ရတဲ့အချိန်မှာဝယ်ဈေးက88တိန်။သူတို့ကနိုင်ငံတော်ဆိုးရပေးထားတဲ့ဈေးကိုဘောပါမှာပဲရေးထားတာ။တကယ်လက်တွေ့ဘောင်းချမှာလည်းနိုင်ငံတော်ဆိုးရရဲ့သတ်မှတ်ထားတဲ့ဈေးကိုပဲရေးတာကွာ။သိလား။ဒါပေမဲ့ဝယ်တဲ့အချိန်မှာကြဘလို့လဲဆိုတော့သူတို့က88တိန်ဈေး55ပဲရေးဦး။ဘောင်းချမှာအဲ့ဈေးရေးပေးဆိုတော့လုံးဝမရေးပေးဘူး။အဲ့ဒါသိလား။ငါဆွေမွေဦးကငါဆွေဝယ်လေးလည်းမရှိဘူးဆွေစုလေးလည်းမရှိဘူးငါဒီနေ့မှဝယ်ဘူးကငါမေးတယ်အဲဘယ်သေးလဲဘယ်သေးလဲဆိုတော့သူတို့ပြောတာက ပေါင်ချဈေးနဲ့သူတို့အပြင်ပေါက်ဈေးနဲ့ကမတူဘူးကွာတိလားအပြင်ပေါက်ဈေးကတသက်တဲ့ဘာလဲဝယ်ရောင်းလို့လည်းအပြင်ပေါက်ဈေးကတသက်တဲ့နိုင်ငံတော်ဆိုရဈေးကအဲဆိုစောက်ရက်မှာပဲရှိပြီးဆောက်တော့မကြဘူးကွာနိုင်ငံတော်ကဆောက်တော့မကြဘူးလို့ပြောချင်တာလားအဲဆိုရင်အေးအဲ့ဒါလုံအောင်မေးအောင်အဲ့ဒါမေးပေးအောင်နော်အဲ့တော့နိုင်ငံတော်ကချမှတ်ထားတဲ့ရွှေစည်းကဆောက်သုံးကြဘူးလို့ပြောချင်တာလားအဲ့တော့မေးပေးအောင်ပေါ့နော်အဲ့တော့သူကတော့မေးနေပြီပေါ့အဲ့တော့တည့်ရသူတွေလည်းဖြည့်ပေးကြအောင်ပေါ့အစိုးရတက်မှတ်တဲ့ဈေးကဘာလို့မရရလဲ အစိုးရအရင်မပေါ့လို့ပြောချင်တာလားအပြင်ပေါက်သေးရအပြင်ပေါက်သေးတက်တယ်စဉ်းစားကြည့်ဒါဖြစ်တင်လားဆိုတာအမျိုးကတော့ဖြစ်နေတာကြာပါပြီနော်အဲ့တော့အခုမှရွှေဝဲတာ ဆိုပေမဲ့လည်း तू ပြောတာ तू ထင်တာ तू တွေးတာလေးကလည်းမှားမနေဘူးပေါ့အဲ့တော့လေတောင်ဝင်ရှိတဲ့သူတွေတောင်ဝင်သိတဲ့သူတွေမေးကျင်တဲ့သူတွေဘု து မေးလို့မေးရမှန်းလည်းမသိပါဘူးဗျာနော်နိုင်ငံတော်ကပဲချမှတ်ထားတဲ့ဈေးနဲ့တကယ်တမ်းအပြင်မှာလက်ရှိရောင်းဝယ်နေတဲ့ဈေးနဲ့ဘယ်လောက်တောင်ဟနေတာဘာကြောင့်လဲဘယ်သူတွေမှတောင်ဝင်ရှိကြလဲ အဲ့တော့တကယ်တမ်းရွှေဝယ်မဲ့ရွှေလုံမဲ့အခြေခံဒီလိုမျိုးလူဒန်းစားတွေအတွက်ကဘာဖြစ်နေတာလဲဒါတွေကတော့မေးစရာမေးခွန်းတွေပါပဲဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုလေးကိုလည်းဆက်ကြည့်အောင်ပါရိုက်အဲမမန်ပါရိုက်သွားမမန်တကယ်စီးတဲ့ဖန်နဲ့ပါရိုက်လို့ရတယ်ကျွန်တော်ရဲ့ဒါတော့ဘိုင်ခန့်ချိုလင်းဆိုတဲ့ TikTok အကောင့်ပါလေဝင်ကြည့်လို့ရတယ်အခုတက်တီကျွန်တော်မှဘတ်ကွန်မတ်တစ်ခုမှမရှိသေးဘူးအဲပြီးတဲ့ခါကျရင်ကျွန်တော်နဲ့တကယ်စီးလို့မမန်ဘူးဆိုရင်တကယ်ဖန်နဲ့ပါရိုက်လို့ရတယ် တကယ်ကျွန်တော်နဲ့မေးလို့မမှန်ဘူးသူပြည့်ဖက်တယ်တကယ်ရိုက်သွားလို့ပါရိုက်သွားလို့ရပါတယ်နာမခံပြီးဟောပြတာပါစေတူအများကြီးတင်ပါတယ်ဒါပြေရှင်တဲ့ဘွားတွေပိုင်ဆိုင်ပါသိခင်ဗျာနော်နောက်ကျွန်တော် network လို့မမှန်ဘူးဆိုရင်ပြည့်ဖက်တယ်ပါရိုက်သွားလို့ရတယ်နော်အဲ့တော့ကျွန်တော်ဒီဗီဒီယို file လေးကိုကြည့်နေရင်းနဲ့သူဘေရင်ဟောတာမမှန်ဘူးဆိုရင်စီးတဲ့ဖက်နဲ့ပိုက်ရိုက်လို့ရတယ်ဆိုတဲ့အချိန်မှာကျွန်တော်ချက်ချင်းလန့်ငင်ကျွန်တော်သူ့သွားတွေကိုကျွန်တော်သတိထားပြီးကြည့်မိတယ်ဗျာ။ဟေးဘွာ။သွားတွေစုံသေးရဲ့လားဗော။ ဲ့တော့ရီပြလိုက်တဲ့အချိန်မှာသွားတွေဆုံဆုံလင်းလင်းတွေ့ရလိုက်တဲ့အချိန်မှာအော်သူပြောတာမှန်နေပါလားဆိုပြီးကျွန်တော်ကောက်ချက်ချလိုက်ပါတယ်အဲ့တော့ဘာပဲပြောကျွန်တော်တို့နိုင်ငံကဗေဒင်ဆရာတွေထဲမှာတော့ဒီလိုမျိုးအမခံချက်ပေးပြီးဟောတဲ့ဗေဒင်ဆရာပထမဆုံးကျွန်တော်တွေ့ဘူးတာပါပဲမှန်မှန်ဘူးဆိုရင်စီးရဖက်နဲ့နဲ့ပ้ายရိုက်သွားလို့ရတယ်ဆိုတော့စကားမျိုးပြောပြီးကြော်ညာတဲ့ဗေဒင်ဆရာကဒါပထမဆုံးဖြစ်ပါလိမ့်မယ် ပါရိုက်အမမန်ပါရိုက်တာမမန်တကယ်စီးတဲ့ဖက်နဲ့ပါရိုက်လို့ရတယ်ကျွန်တော်ရဲတားတော့ပိုင်းခန့်ချိုလင်းဆိုတဲ့တစ်တော်အကောင့်ပါလေဝင်ကြည့်လို့ရတယ်အခုတက်တီကျွန်တော်မှဘတ်ကွန်မတ်တစ်ခုမှမရှိသေးဘူးအဲပြီးတဲ့ခါကျရင်ကျွန်တော်နဲ့တကယ်စီးလို့မမန်ဘူးဆိုရင်တကယ်ဖက်နဲ့ပါရိုက်လို့ရတယ်အဲ့တော့အခုချိန်ကြီးတော့ရိုက်ရိုက်တယ်သူမရှိသေးကဲဟုတ်ပါပြီအဲ့တော့ဘယ်ရင်မေးတဲ့သူတွေလဲဒီဆရာရှီမှာသွားပြီးမေးလို့ရပါတယ်ကျွန်တော်ကတစင်ပြန်ပြီးတော့ကြော်ညာပေးလိုက်တာပါအဲမေးလဲမေးတင်ပါတယ်ဗျဘာဖြစ်လို့မေးတင်ပါတယ်လို့ပြောလဲဆိုတော့ ဲ့တော့မှန်တယ်ဆိုလို့ရှိရင်လည်းပျော်ပျော်ရွှင်ရွှင်နဲ့ကောင်းကောင်းမွန်မွန်ဝမ်းသာရသလိုမှားရင်လည်းစိတ်ရှိလက်ရှိဒေါသတွေကို ဖောက်ခွဲပစ်ခဲ့လို့ရတဲ့ဘေးဒင်ဆရာမျိုးမို့လို့ကျွန်တော်ကတော့ဒီဘေးဒင်ဆရာကို recommend ပေးလိုက်ပါပြီ။ဟုတ်ကဲ့ပါနောက်တဲ့ video file လေးကိုလည်းဆက်ကြည့်အောင်ဗျာ။မမတို့ပြောပြမယ်ပြမနေ့ကမေဒီလာရှင်လေးကြောင်ပြောပြမယ်လားပြင်းနေ ਉਹ လေဟိုလိုမျိုးဟိုငရေကြီးတောင်ပေါ့ကုသိုလ်ရအောင်ပြောပြရပြောပြတယ်ဒီကမေဒီလာရှင်လေးမို့မေဒီလာရှင် နှစ်ပါနှစ်ပါမေဒီလာရှင်ကြောင်းရင်ပြပြမေဒီလာရှင်ရဲ့ live နေ့လာတယ်ကွအရင်နေ့ဆိုရင်ကိုတည်းက live နေ့ကိုမေဒီလာရှင်ပြောရှင်200 200လောင်းနေမလားအော်ဒီနေ့ကိုက live နေ့ဆိုပြီးတော့မေဒီလာရှင်ကို400လောင်းလိုက်တယ်အဲ live နေ့ဆိုကိုလည်းကုသိုလ်လေးပါလေပို့ရဆရာလေးလို400 1000တန်ပေးလိုက်တယ်ဆရာ1000လောင်းတယ်လာသမျှအကုန်လုံးကိုလေလုံးဝပြတ်မခံဘူးနော်ခလုံးပါကြီးမပြောဘူးအကုန်လုံးကိုဒါကိုကုသိုလ်ပဲအကုန်လောင်းတာနော်တဲတည်ရနော်အဲ့လိုမှမပြပြတဲတည် အဲ၄00လောက်တော့မေဒီလာရှင်လောဘပင်လယ်ဝါဆိုမှန်တယ်ဆိုတောင်းပြပြဟာမေဒီလာရှင်ဟာလေဘယ်လိုလုပ်တယ်ဒီလာအဲ့ဒီဟာကွာဟိုဟာဒနရှင်များရှင်ဆိုကွာလောင်းလိုက်တယ်၄00ဟိုဆရာလေးတို့ဒီနေ့တော့၄00ထူတယ်ပေါ့နော်၆ဟာပြန်ပေးသူမေဒီလာရှင်ဘာပြောသေးဒီလာအကျွေး200ပဲပါရဲ့တဲ့ကိုကနော်ကိုလောင်းရမှာတယ်လေအများကြီးဒီလာစိတ်ကလည်းဈေးကလည်းတိတ်ကြောင်မကောင်းလာပြနေဆိုအဲ့အဲ့ဆိုအကျွေးအကျွေး200ပဲပါတယ်တဲ့သူ800ကြီးမှာ အဲ့ဆိုဆရာလေးလို့အကျွေးရမပြန်ယူလို့တပည့်တော်ပြီးတပည့်တော်ပြန်ဆွန့်ခဲ့ပါလို့တထောင်နဲ့လေအကျွေးရလာပြန်ယူဆိုဘာပြောမှဆရာလေးဒီမှာတွေ့ပြီတဲ့ဘာဖြစ်တယ်ဒီမှာတွေ့ပြီတဲ့ဟလားနောက်ဆရာလားလို့နော်အဲ့ဒါမျိုးဟုတ်ကဲ့ပါဒီနေ့အတွက်တော့ကျွန်တော် viewer တွေစိတ်ပန်းဖြေဖို့တက်တက်ဗီဒီယိုဖိုင်လေးတွေကိုစူးစီးတင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်လေးတွေကတော့ကျွန်တော်တို့မြန်မာပြည်ကတနေ့တမျိုးမရိုးရတဲ့မထုံမနှမ်းဗီဒီယိုလေးတွေ တလွဲဖြစ်နေတဲ့ဗီဒီယိုဖိုင်လေးတွေဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီနေ့အတွက်တော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်။ကျွန်တော် channel ကိုကြည့်နေတဲ့ viewer တွေလည်းကျွန်တောော် channel လေးကို like and subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်ဗျာ။ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါ။